ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကုစီတူအင်ဂျင်နီယာနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျကျွန်တော်ဒီနေ့မိတ်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကလောမျိုးနဲ့အနီးကျွန်တော်တို့အင်းပြင်ခေါ်လွန်ကျေးရွာအုပ်စုထဲမှာတည်ရှိတဲ့ကျွန်တော်ချန်ချက်ချက်နဲ့ view ကောင်းကောင်းလေးနဲ့ခြံတစ်ခွက်ကိုကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါရခင်ဗျအဲ့တော့ကျွန်တော်တို့ဒါကတော့ခြံထဲကနေပြီးတော့မြင်ရတဲ့ရှုခင်းလေးကိုကျွန်တော်အနေနဲ့ရိုက်ပြပေးတာပေါ့နော်အဲ့တော့မိတ်ဆွေတို့ကကြတော့ကလောမျိုးမှာနေနေခြင်းနဲ့ရှုခင်းကောင်းကောင်းလေးနဲ့လမ်းတာပြီးတော့မှ ပိုင်ဆိုင်မှုလက်ခံခံမှမှာလေးနေမှာပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်အခုတင်ပြပေးတဲ့ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ရှုပေးပါခင်ဗျ။ အဲ့တော့ကျွန်တော်တို့ခြံွက်လေးရတော့ဘယ်နှမတည်ရှိလဲဆိုလို့ရှိရင်ကျွန်တော်အနေနဲ့အနေငယ်ရှင်းပြပေးအောင်မယ်ခင်ဗျမိစေတို့ကနေပြီးတော့ကလောမျိုးကနေတောင်ကြီးဘက်ကိုထွက်လာပြီလို့ရှိရင်ကျွန်တော်တို့ရှစ်ပလင်လဖေးဆိုင်ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့လမ်းရဲ့ဘဲဘက်ချမ်းမှာကျွန်တော်တို့1.6ဘာဓမ္မမဟုတ်ပဲထိချွချင်းနဲ့ဘိုးဘွားရိတာဆိုတဲ့လမ်းတိုင်းတက်တက်လေးဝင်လာခဲ့လို့ရှိရင်ကျွန်တော်တို့1.6ဘာဆိုတဲ့ဆိုင်းမုံလေးရောက်ပြီဆိုတဲ့တက်တက်လေးထောင်တက်လာရုံနဲ့ဒီခြံွက်လေးကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ခြံရဲ့အကျယ်ဝန်းက ျွန်တော်ဘယ်လောက်ရှိလဲဆိုရင်ကျွန်တော်အနေနဲ့ရှင်းပြပေးမယ်ခင်ဗျခြံရဲ့အကျယ်ဝင်ကတော့ကျွန်တော်ဒီဘက်ထိပ်ကနေပြီးတော့ကျွန်တော်တို့ဟိုဘက်ထိပ်ကြီးကိုမျက်နှာပွင့်ပေး100ရှိပြီးတော့ဒီဘက်အချမ်းဒီအိမ်ဘက်အချမ်းဒီအရှိအနောက်ပေ80ရှိမယ်အနောက်ဘက်ဒီပေ90ရှိမယ်ကျွန်တော်ဒီဘက်အချမ်းဒီပေ100ရှိမယ်ဗျပြောချင်တာက100တစ်ဖက်80တစ်ဖက်90တစ်ဖက်မှာတရှိတယ်ကျွန်တော်ခြံကြဲကြဲလေးနဲ့ရှုကင်းကောင်းကောင်းနောက်တစ်ခုကကြတော့ အမြင့်မိုင်းမှာရှိလို့လဲကျွန်တော်တို့မြေရလဲမြေပြန်ပြေးရမယ်နောက်တစ်ခုကပြောချင်တာကအာသာကြကကျွန်တော်တို့ခြံရဲ့ကက်လျက်မှာဆိုရင်ကျွန်တော်တို့တတော် area ပဲရှိရတယ်ကြောင့်မလို့ထင်းရှိတော်လေးကိုနောက်ခံပြီးတော့အိမ်လက်လာလေးတွေစောက်ချင်တဲ့သူများတို့ကတော့တကယ်ကိုမှအဆင်ပြေပြီးတင်းတင်းနဲ့ခြံတော်ခွက်ဖြစ်နေလို့ကျွန်တော်တင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျာ အဲ့တော့ကျွန်တော်တို့လမ်းအနေထားကလည်းကျွန်တော်တို့ကားဝင်ကားထွက်အဆင်ပြေတယ်နောက်တစ်ခုကကျတော့ဒီလမ်းတိုင်းတက်တက်လေးတက်လာရုံနဲ့ဒီချမ်ကွက်ကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ရှစ်တက်တက်မှာမြင်တွေ့နေရတဲ့မြင်ကွင်းလေးရာဆိုရင်တော့ကျွန်တော်တို့ပိုင်းဥဗီလာတို့နောက်ပြီးလို့ရှိရင်ကျွန်တော်တို့မိုင်လန်းအိမ်ရာစီမံကိန်းတော်များများကိုလည်းဒီအပေါ်စီးကနေပြီးတော့မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့တောတောင်ရှုကင်းတွေကိုလည်းကျွန်တော်တို့ဒီချမ်ကွက်လေးရာနဲ့မြင်တွေ့ရတယ်လို့နောက်တစ်ခုက ကျွန်တော်ပြောခဲ့သလိုကျွန်တော်တို့တော်တော်အေရီယာနဲ့ကဲ့ရဲ့မှာတရှိရတဲ့အကြောင်းမလို့ထင်ရှုတော်လေးကိုနောက်ခံထားပြီးတော့မိတ်ဆွေတို့ကအိမ်လက်လာလေးစောက်မယ်ဆိုလဲတကယ်ကိုမှမိုက်တယ်ခင်ဗျအဲ့တော့အကျယ်ဝင်းကတော့ကျွန်တော်102ဖက်80တဖက်80တဖက်ကိုကျွန်တော်ခေါ်ထားတဲ့ဈေးက3600နဲ့900ဦးမှာအလျှော်တင်လေးနဲ့ပန်းရှင်ရအောင်ချပေးမှာဖြစ်ပါတယ်ခင်ဗျအဲ့တော့ရေလဲရတယ်ကျွန်တော်တို့မီတာပေါက်တော့ပါရှိမယ်ခင်ဗျရေကတော့ကမ္ဘာကကိုတွေ့ရမှာပေါ့နော်မီတာပေါက်တော့ပါရှိမယ်ဒီချန်ကွက်လေးကိုယူမယ်ဆိုရင်တော့မီတာပေါက်ပါရှိပြီးသားဖြစ်ပါတယ်ခင်ဗျ ါတော့ကျွန်တော်ခြံရဲ့အပေါ်ပိုင်းကနေပြီးတော့ကျွန်တော်အနေနဲ့ရိုက်ပြပေးနေခြင်းဖြစ်ပါတယ်ခင်ဗျအဲတော့မိတ်ဆွေတို့စိတ်ဝင်စားလို့ကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ page messenger ကိုဖြစ်စေကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုဖြစ်စေတရားဆက်သွယ်မြင်မြန်ပြီးတော့မှဝယ်ယူနိုင်ပါတယ်ခင်ဗျကြည့်ရှုပေးတယ်ကျွန်တော်ရဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျ